ရန်ကုန်မြို့မှာဒီကနေ့ပြုလုပ်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့ရဲ့ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ကြားပြအစီရင်ခံစားနေပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကျင်းပရမှာကော်မရှင်ရဲ့ဥက္ကဋ္ဌမစ္စတာကိုဖီအာနန်တက်ရောက်နိုင်ခြင်းမရှိပါဘူးမစ္စတာကိုဖီအာနန်ကရုပ်သံဗီဒီယိုဖိုင်ရနေတဆင့်အဖွဲ့အမှားစကားပြောကြားခဲ့ပါတယ် We as an advisory commission are guided by our mandate to focus mainly on long standing obstacles တရင်းစာရှင်းလင်းပွဲမှာကော်မရှင်ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့မစ္စတာဂန်ဆန်ဆလင်းကလူသားချင်းစာနာထောက်ထားမှုဆောင်ရွက်နေတဲ့အဖွဲ့အစည်းအားလုံးနဲ့သတင်းမီဒီယာတွေကိုရခိုင်ပြည်နယ်တွင်းကပြည်ပကဖြစ်ပွားရာဒေသတွေကိုတွားရောက်ခွင့်ရဖို့အစိုးရအာဏာပိုင်တွေကိုတင်ပြထားတဲ့အကြောင်းရှင်းလင်းပြောကြားပါတယ် ဒီဒေသမှာကျန်းမာရေးနဲ့ပညာရေးကိစ္စတွေညီညွတ်ညီမျှဖြစ်လာအောင်လှုံ့ဆော်ပေးဖို့ဒီဒေသမှာတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလူခွေရေးနဲ့ပတ်သက်တဲ့တင်ဒန်းတွေပို့ချပေးဖို့ဒါ့အပြင်ဒေသတုံးမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မွတ်စလင်ဒေသခံတွေလက်ရောညီထွေနေထိုင်နိုင်ဖို့ဒေသခံတွေကိုနိုင်ငံသားအဖြစ်သတ်မှတ်ပေးဖို့နဲ့နိုင်ငံသားတွေရဲ့ရပိုင်권ပေးဖို့ဒီဒေသကတိုင်ကြားမှုတွေကိုအသေးစားဖြေရှင်းပေးဖို့အိုးပြစ်အိမ်ပြစ်ဖြစ်နေတဲ့ဒုက္ခသည်စခန်းသုံးခုကိုလည်း တိတ်သိမ်းပေးဖို့စတဲ့အချက်တွေကိုအစင်ခန်းစာမှာထည့်သွင်းတင်ပြထားတယ်လို့လည်းသူကပြောပါတယ်။ကုလသမဂ္ဂအတွင်းမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဟာရခိုင်ပြည်နယ်ဆိုင်ရာလေလံတွေ့ရှိချက်တွေနဲ့အကြံပြုချက်တွေကိုနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပါဝင်သက်ဆိုင်ရာအဖွဲ့အစည်းတီးတီးကိုပေးပို့ထားတယ်လို့လည်းတင်းစားရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်ခင်ဗျာ။